ခုတစ်ခါပြမှာတော့ကျွန်တော် U turn တွေကိုယ်တဲ့နီးတွေပြမယ်เนาะဟုတ်ပြီเนาะ assembly line ဘီပွိုင်းကိုဖြတ်တဲ့နီးတွေပြမယ် okay ကျွန်တော် season နေကနေစီထည့်ပြီးတော့ကျွန်တော်ထွက်လာပြီဒါကရေချောင်းအ sorry တင်ပေါ်ခြင်း assembly line တင်ပေါ်ခြင်းက mass design ပေါ့ mass မှာကျွန်တော်စီထည့်တယ်ဟုတ်ပြီဒီနေရာလေးကကျွန်တော်ပြန်ကိုယ်မယ်ဘယ်ဒီတော့မှလဲကျွန်တော် mini gun တွေသွားမှာเนาะ okay တန်းစီတယ်ဗျာ U turn ကိုယ်တာကဒီမှာเนาะခေါင်းလေးကို ဟိုဘက်လမ်းကျောကိုလည်းခေါင်းလုံးဝမထွက်ကြပါဘူးเนาะကားလေးကလည်းငငိုက်လေးဖြစ်နေရမှနေထားလေးပေါ့เนาะโอเคလောเสียရမလို့မှန်ဖို့ပဲလိုတယ်မြန်เสียရမလို့ဒါပဲပြန်သိမ်းတဲ့ခါမှာတော့ခေါင်းကိုအဲကိုဝင်တဲ့ကျောကိုပဲသိမ်းရမှာဖြစ်တယ်เนาะတော်လျှောက်ကြည့်နေမယ်တော်လျှောက်ကြည့်နေမှာဖြစ်တယ်โอเคမစိမ့်သေးဘူး sorry မစိမ့်သေးတော့ဖြစ်တယ်မရှင်းသေးဘူးเนาะโอเคဒီကားလေးပြီးရင်ကျွန်တော်ရှင်းတော့မယ်ဆိုတော့ကြောကိုကျွန်တော်ထုတ်ထားတယ် โอเคနောက်จอထထုတ်ပြီโอเคခက်မြန်ကိုေးလိုက်တယ်ဗျာပြီးရင်ဘတ်ဘတ်တင်းလိုက်ပြီးကောင်းအောင်เนาะကျွန်တော်ပြောနေကြစကားပဲဘတ်ဘတ်ဆိုတာโอเคเนเน่လေးวิดีโอအပ်တက်လိုက်ပြီးเนาะကြာမှာဆိုလို့တတဲ့ကြီးမောင်းနေဗျာရောက်ပြီးစင်မလိုက်မီပွိုင်เนาะပုံမှန် speed နဲ့ထပ်ပြန်ထားလိုက်ပြီးစင်မလိုက်မီပွိုင်မှာညာဘက်ကြောဒီ free jaw ပါဘင်းတော့လမ်းဤတိုင်းကနလန်းကနေပြီးကနလန်းကိုသွားကျင်နေဆိုရင်ညာဘက်ကိုလိုက်ကပါမယ်ကုတက်တက်ဖြတ်မဲ့ကြောဒီ လက်နက်တော်လမ်းကိုကျွန်တော်ဝင်ပါเนาะဟိုဘက်ဘက်ဘက်အပေါ်ဆုံးကြောသည်လဲတန်းလမ်းကိုသွားမဲ့လမ်းပါเนาะဒါလေးကိုမမားကြပါနဲ့မမားကြပါနဲ့เนาะမားเสียလည်းမလိုပါဘူးเนาะကျွန်တော်ခုပြောနေခြင်းသည်ကုမဘီကနာတွေကိုပြောနေခြင်းဖြစ်တယ်လမ်းကြောင်းမသိသေးတဲ့လူတွေကိုပြောနေခြင်းဖြစ်ပါတယ်ဆိုတော့ပြောနေချင်းဆိုတော့သတိပေးနေတာပေါ့เนาะသတိပေးလဲပေးတယ်ကျွန်တော်တိတဲ့အတိလေးကျွန်တော်သွားတဲ့ဝေးလေးကိုလည်းကျွန်တော် share ပေးတဲ့ခါကျတော့သူတို့တိသွားတဲ့ပုံစံလေးပါပဲเนาะဒါပါပဲ โอเคကျွန်တော်တို့ B point စိမ့်เนาะကျွန်တော်ဖြတ်နေပြီโอเคသွားမယ်ဟုတ်ပြီကဲပြီးရင် edit ထားမယ်ဗျာညံပါချက် grand hunter စေးရုံเนาะโอเคဒါနနတော့ကိုညော်တရားဘုံတက်သွားပြီဗျာဟုတ်ပြီဟုတ်ပြီကဲတက်ပြီချိန်ကြလို့ရှိရင်ဒါနနတော့လမ်းလို့ခေါ်ပါတယ်ခုနကဖြတ်တန်းတဲ့လမ်းဒီကျွန်တော်လမ်းလို့ခေါ်ပါတယ်ဂျင်ဂျင် square တွေပဲသွားလို့ရပါတယ်ကဲအပေါ်ကျောကနေ꿰မယ်အလဲကျောပြန်ဝင်နေเนาะတလားကိုကျောကိုတိုင်းပဲဝင်ရတယ်เนาะ ဟုတ်ပြီ Junction Square ကိုဖြတ်တယ်စိုက်ပျိုးရေးမှတ်တိုင်ကိုဖြတ်တယ်ဗျာကျွန်တော်တို့ဖြတ်လာပြီရှေ့ဆိုရင်ဘယ်ရောက်မလဲဟန်တာဝရီအဝိုင်းတချမ်းပတ်မှာဆိုတော့ Second Aces ကိုထွက်မှာအလဲကျော်ကပတ်တယ်ကိုဂျော်ဒန်ကိုထွက်သွားတယ်ကဲဒါဆိုရှင်းမယ်နော်အလုံးရှင်းမယ်ထင်ပါတယ်ထင်မိပါတယ် okay ကဲခုမီနီကုန်းကုန်းကျွန်တော်ဓာကြီးအပေါ်ကနေကျွန်တော်မတက်ဘူးအောက်ကနေသွားမယ်ဘာဖြစ်လို့လဲယူတန်းကွေ့ချင်တာနော်ဒီကုန်းစံတာ2ဘေးရလမ်းကိုသွားမှာ ကြည့်ပါဒီမှာ U turn ကိုရတဲ့ဆိုင်ဘုတ် over လေးတွေ့တယ်နော် okay ပြီးတော့လမ်းကိုလည်းကြည့်ပါ U turn ပေးထားတဲ့ C လေးလိုမျိုးမြားလေးလိုမျိုးပေးထားတယ်နော်ဒါဆိုလို့ရှိရင်ကိုရလို့ရပါတယ်ကျွန်တော် U turn နေကြောင်းရှင်းပြခဲ့စဉ်တော့ကလည်းပြောထားပါတယ်နော် okay ဒါကိုအလုံးမမားကြပါနဲ့လမ်းစုံတိုင်းမှာ U turn မကိုရလို့မရဘူးနော် okay အဲ့လို C လေးတော့၎င်းမြားလေးတော့၎င်းပေးထားမှသာလျှင် U turn ကိုရလို့ရပါတယ်နော်ဆိုင်လေးတော့၎င်းနော် ဒါလေးကိုမမကြပါနဲ့မမကြပါနဲ့ဒီနေရာကျတော့ကွေ့လို့ရပြီဟိုနေရာကျတော့ကွေ့လို့မရဘူးဒီနေရာလည်းရတယ်ဟိုနေရာလည်းရတယ်ထိပြီးတော့စွမကွေ့ကြပါနဲ့เนาะโอเคဒါသတိပေးတာပါအားလုံးမဖြစ်တဲ့နာမဖြစ်အောင်စီးကျက်စီးကန်းကြဖြစ်အောင်လို့เนาะမှားသွားလို့ရှိရင်အန်ရယ်ဆိုတာကပ်ပါနေတယ်ဆိုတော့အကြောင်းလေးကိုသတိပေးတာပါကျွန်တော်ကเนาะမှားလို့လုံးဝမရဘူးလမ်းပေါ်မှာโอเคစိမ့်တော့ကွေ့ချသွားပြီโอเคပါဗျာဟုတ်ပါပြီရှေ့ကျလို့ရှိရင်ညာဘက်ကိုဝင်มาဖြစ်တယ်เนาะโอเค ကဲတော့ဆိုရင်စီးတွေရဲ့သဘောတရားကိုနားမယ်နားလည်မယ်ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကဲကျွန်တော်တွားခြင်းတဲ့နေရာလေးကိုကျွန်တော်ရောက်ပါပြီ။